နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာနေပြည်တော်အချုပ်ထောင်နယ်၁၄မိုင်အကွာမှာရှိတဲ့စစ်စင်ရေးအထူးဖွဲ့ရုံးဆိုင်တဲ့နေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့မြန်မာအကျဉ်းထောင်တပ်တွေ MPW အဖွဲ့ကဒီကနေ့ဇွန်လ28ရက်နေ့မှာထုတ်ပြန်ပါတယ်ဒေါအောင်ဆန်းစုကြည်ဟာအခြေခံအကျဉ်းသားခွင့်ရေးဖြစ်တဲ့ထောင်ဝင်စာအတွေ့အကြုံမရရှိပဲအကျဉ်းသားခွင့်ရေးချိုးဖောက်ခံနေရတယ်လို့သိရပါဗျ။ 2024ခုနှစ်ဧပြီလလယ်မှာနွေရာသီအပူချိန်ကြောင်းဆိုကနေပြည်တော်အကျောက်ထောင်ကနေတိတ်တဆိတ်ခေါ်ဆောင်ကမင်းအောင်လှိုင်ရုံထိုင်တဲ့နေရာနဲ့မကွာဝေးတဲ့ကဆာထ6မှာမတရားအချင်းချခံထားရတယ်လို့သိရပါဗျ။ဒေါ်ဆန်းစကြည်ကိုခြုံနောက်ထားတဲ့နေရာကိုလက်ရှိချိန်မှာဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူဦးစီးနေပြီးစစ်ကောင်စီကဒေါအောင်ဆန်းစုကြည်အပေါ်စိတ်ပိုင်းဆိုင်ရာအရရွေကျက်ရှိရှိနှင်းပန်းနှိမ့်ဆက်နေတယ်လို့မြမအချင်းတော်တပ်တွေအဖွဲ့ကပြောပါရတယ်။ လက်ရှိဒေါန်ဆက်ဆွတ်ကြီးခံစားနေရတဲ့ယောဂဝေဒနာတွေကတော့သွားနဲ့ပတ်သက်တာနှလုံးနဲ့ပတ်သက်တာတက်ကြီးပိုင်းကျန်းမာရေးဝေဒနာတွေခံစားနေရတယ်လို့သိရပါဗျ။ယောဂဝေဒနာတွေအတွက်လုံလောက်တဲ့ကျန်းမာရေးဆောင်ရှားမှုမရရှိဘဲစစ်ကောင်စီခွင့်ပြုထားတဲ့ဆရာဝန်ဆေးမှုတွေကသာကုသခွင့်ပေးနေတယ်လို့ဆိုပါရယ်။မိသားစုဝင်များနဲ့ထောင်ဝင်စားအတူခွင့်မပေးတာလုံလောက်တဲ့ကျန်းမာရေးဆောင်ရှားမှုမပေးတာဟာရွေကျက်ရှိရှိစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတစ်ခုဖြစ်တယ်လို့ MBW အဖွဲ့ကထုတ်ပြန်ပါရယ်။ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာမတရားအာဏာသိမ်းခဲ့တဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့အပေါင်းပါတွေဟာဒေါအောင်ဆန်းစုကြည်ရဲ့ပေါ်ဆွဆွဲချက်မျိုးစုံနဲ့အမှုဖွင့်တရားဆွဲခဲ့ပါတယ်။မြန်မာတရားသူကြီးတွေကိုယ်တိုင်မတရားစီရင်မှုမှာပါဝင်ပြီးဒေါအောင်ဆန်းစုကြည်ကိုနှစ်ချေထောင်ဒဏ်33နှစ်အထိချမှတ်ထားတာပါ။ဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများကိုချက်ချင်းပြန်လှုပ်ပေးဖို့မြမအကျဉ်းဆောင်တက်တဲ့ MPW အဖွဲ့ကတောင်းဆိုထားပါတယ်။ စစ်ကောင်စီရိတ်ခါပိုးရင်တန်းဟာပခုတ်ကူမျိုးနဲ့ပေါ့မြို့ကြလမ်းတလျှောက်ကျေးရွာတွေကိုစစ်ကြောင်းထိုးလူရဲနေတယ်လို့ People Democratic Army ကထုတ်ပြန်ပါတယ်။ပခုတ်ကူတမတရတက်ကထွက်လာတဲ့စစ်ကောင်စီရဲ့ရိတ်ခါပိုးရင်တန်းဟာပခုတ်ပြည်မျိုးကနေပေါ့မြို့ကိုဥတီရွေလျားနေတာပါ။လမ်းတလျှောက်မှာကျေးရွာတွေကိုစစ်ကြောင်းထိုးကပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူလူရဲမှုပြုလုပ်နေတယ်လို့သိရပါဗျ။ တမမြို့ပေါ်နဲ့အနီးကကျေးရွာတွေကိုလည်းဝင်ရောက်ပြီးနေအိမ်တွင်းကပြည်သူတွေရဲ့ပစ္စည်းတွေကိုအတင်းအာရမခိုးယူလျက်ရှိတယ်လို့ PDA ကထုတ်ပြန်ပါတယ်စစ်ကောင်စီရိတ်ခတ်ပူရင်တက်မှာကားစီးရ140ကျော်နဲ့လူဝင်ရား1000ကျော်ပါရှိတယ်လို့သိရပါတယ်ပခုတ်ကူတက်မှာတရက်တက်ကထွက်လာတဲ့စစ်ကောင်စီရဲ့ရိတ်ခါပိုးရင်တန်းဟာပြည်သူဒီမိုကရက်တစ်တက်တော်အမှတ်219ကိုစစ်တေသခွဲရဲ့တပ်စခန်းကိုလည်းမီးရှို့ဖျက်ဆီးသွားပြီးခမ်းမန်းတံမိုး300နီးပါးပျက်စီးဆုံးရှုံးခဲ့တယ်လို့ PDA ကထုတ်ပြန်ပါတယ်။ မွန်ပြည်နယ်ဘီလင်းမြို့မှာလာမယ့်48နာရီအတွင်းစိုးဝင်ရေးမှတ်ရောက်ပြီးရေကြီးနိုင်တယ်လို့မိုးစလားဌာနကထုတ်ပြန်ပါတယ်။ဒီကနေ့နေ့လယ်ပိုင်းတိုင်းထွာချက်အရဘီလင်းမြို့ရေဟာဘီလင်းမြို့ရဲ့စိုးဝင်ရေးမှတ်အောက်၄ဘေကမ်းမှာရောက်ရှိနေပါတယ်။ဘီလင်းမြို့ရေဟာနောက်နှစ်ရက်48နာရီအတွင်းဘီလင်းမြို့ရဲ့စိုးဝင်ရေးမှတ်ကိုရောက်ရှိနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်ဘီလင်းမြို့နယ်အတွင်းကမြေကမ်းအနီးနဲ့မြေနှိမ်ပိုင်းမှာနေထိုင်သူတွေအနေနဲ့သတိပြုသင့်ပြီးမြို့ရေ မြင့်တက်လာပါကအချိန်မီရှောင်ရှားကြဖို့မိုးစလာဌာနကတတိပေးထားပါတယ် မုတ်တုံလေးအားကောင်းနေတာကြောင့်ဒီကနေ့ညကနေဇူလိုင်လ၄ရက်နေ့အထိနေပြည်တော်ရန်ကုန်ပဲခူးစကိုင်းတိုင်းထပ်ပိုင်းအေရဝတီတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျ။မိုးတက်ထန်ခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်ပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအနေတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါဗျ။